မင်္ဂလာပါရှင်ဒီနေ့ကတော့950ဆက်တော်ဧကကနေဘက်ထဲကနံပါတ်83ကာလကန်နေဆက်တော်ကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီဆက်တော်ကတော့ပစ္စည်းတို့ကိုခိုးတာပေးမှလွမြောက်ရန်စောင့်ရှောက်သည့်ဖြစ်တတိကြီးအလွန်ချစ်ခင်သောကာလကန်ရဲ့အကြောင်းအောက်ပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါတယ်ရှင်နှလူတို့ဤစရာ ဖြစ်တော်မူသောမြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌တည်င်းသုံးတော်မူစဉ်အနာတပင်တည်းနှင့်ငယ်စဉ်က ကစားဖက်ပညာသင်ကြားဖက်ဖြစ်သောကာလကန်နီမြရှိသောအဆွေခင်မုန်းကောင်းတယောက်ရှိလေ၏ ထိုကာလကံနေသည်နောက်အခါအလွန်ဆင်းရဲ၍အသက်မမွေးနိုင်သည့်အတွက် အနာတပင်တထေးထံသို့လာလေ၏အနာတပင်တထေးလည်းအဆွေခင်ပွန်းအားတတားစေ၍လာကားရိတ်ခါပေးကမိမိဥစ္စာတို့ကိုစောက်ရှောက်စေ၏ကာလကံဒီသည် တတိဒီကအလွန်ကျေးဇူးများ၏တို့အတွက်အလုံးစုံသော အမှုကိစ္စကိုရွက်ဆောင်လေ၏ထိုအခါအနာတပင်တတိဆွေမျိုးတို့သည်တတိထံတို့လာ၍တတိမင်းဤကာလကံဒီကိုတတိထံမထားပါနှင့် ကာလကံဒီကာလကံဒီဟုခဏခဏခေါ်ရခြင်းကစတ္တိမင်္ဂလာမရှိပါအလွန်ဆင်းရဲသည်မကောင်းသူများသည်အရှင်တတိအားအကျိုးကျေးဇူးမရှိဟုပြောဆိုကြကုန်၏ တထေးလေအမောင်တို့သူရုပ်မဲ့၍အကျင့်ရုပ်ဒီမဟုတ်ပေသူကောင်းမဲ့၍လည်းအကျင့်ကောင်းဒီမဟုတ်ပေအမည်တင်ညာဆိုဒီမှာခေါ်ဝေါ်ပြောဆိုရုံမျှတာဖြစ်သည်ပညာရှိတို့ကအမည်တင်ညာကိုပဒါနမပြုကြကုန်ကာလကံနေအမည်ကိုမှဲ့ထားရုံနှင့်ငါဤမြေမုတ်ကစားဖက်เจ้าနေဘက်အဆွေခင်ပွန်းကိုမဆွပြစ်နိုင်ဟု ပြောဆိုလေ၏ တနေ့တနိုင်တတိဒီကာလကံဒီကိုအိမ်ဆောက်ထားကမိမိစားရတော့ရွာတို့တွားလေဤတကူတို့ဒီတတိမရှိ အခွင့်ရပြီးထင်မှတ်၍ညအခါလက်နက်ကင်လျက်တတိအိမ်ကိုဝိုင်းကြကုန်ဤကာလကံဒီတည်၍လူတို့ကိုအိယာမနှိုးကြစေ၍အိမ်ရှိလူများကိုတင်ကားခရုတင်မှုတင်ကားစီတီစသည်ဖြင့်တိန်လုံးစုညံသွားအောင်ပြုလုပ်လေ၏ ကိုတို့လည်းတတိရှိသည်ထင်မှတ်၍လက်နက်တို့ကိုစွန့်လုခါပြေးကြကုန်၏တတိပြန်လာသောအခါလူတို့သည်တတိကြီးထံလာ၍အရှင်တတိမင်းတတိမင်း၏အဆွေခင်ပွန်ကာလကံဒီအစီအမံကောင်း၍တတိကြီးအိမ်တခိုးဘေးမှလွတ်သည်ဟုတူထက်ငါပြောကြသောအခါတတိကြီးသည်ဆွေမျိုးတို့အားအမောင်တို့ ငါအဆွေခင်မကာလာကန်နီလုပ်ငန်းကိုမြင်ကြပြီမဟုတ်လောတင်းတို့စကားနားထောင်ကကာလာကန်နီကိုနှင်ထုတ်မိရင်ဤပစ္စည်းဥစ္စာတို့ဤအိမ်မှာရှိတော့မည်မဟုတ်ကောတို့အတွက်အမည်ဒီကလိုရင်မဟုတ်ပေပဓာနာမဟုတ်ပေအစီအပွားကိုလိုရှိသောစိတ်သည်လိုရင်ပမာဏဖြစ်ပေသည် ဟုပြောဆိုချီးကျူးပြီးလျင်ကာလကံဒီအားလာခရိခာတိုး၍ချီးမြှောက်လေ၏ထိုအခါတတိကြီးလည်းငါမစကားလက်ဆောင်ရပေပြီဟုမြတ်စွာဘုရားထံတွား၍ကာလကံဒီအကြောင်းကိုလျှောက်ထားလေလျင်မြတ်စွာဘုရားသည်တတိကြီးကာလကံဒီသည်ယခုအခါ၌သာမိမိအဆွေခင်မိုးအိမ်၌ပြည်စည်းဥစ္စာတို့ကိုစောက်ရှောက်သည်မဟုတ်ချီးအခါကလည်းစောက်ရှောက်ဖို့ပြီဟုမိတော်မူကား အောက်ပါဒိဇက်ကိုစောင်းတော်မူသည်လွန်လေပြီးသောအခါဗရဏတိပြည်ဝဲပြမတတ်မင်းမင်းပြုတည်ရှိသောဖျားလောင်းဒီတည်းဖြစ်၍အဆွေခင်ပွန်နမေသူပင်ဖြစ်သည်ကာလကံဒီပင်မြည်ဤဇဝုထုတည်ပိစုတ်ပံဝုထုနှင့် အတူတူပင်ဖြစ်သည် တို့တထေးဒီမိမိစားရသောရွာတို့တွား၍ပြန်လာတွင်အကြောင်းဆုံးကိုကြားရလျင်အမောင်တို့အတူတကွခုနှစ်ဘဝလှမ်း၍တွားဖို့မူအဆွေခင်ပွန်း ဆက်နက်ဖွားလှမ်း၍တွားဖို့မူအပေါင်းအဖော်လက်ွယ်အတူပေါန့်ဖက်နေဖို့မူဆွေမျိုးထို့ထက်အလွန်အတူပေါန့်ဖက်နေဖို့မူကိုနှင့်တူတူဖြစ်၏တို့တွင်ငါမှစီးပွားချမ်းသာဟုသောအကြောင်းကြောင့်ရှင်မြင့်စွာအတူတကွာပေါန့်ဖက်နေထိုင်ဖို့သောကာလကံဒီကိုအဘယ်မှာစွန့်ပြစ်နိုင်အဲ့နေဟု ပြောဆိုလေ၏ ထိုအခါမှစ၍ကာလကံ၏အကြောင်းကိုတထေးထံပြောဝွင့်တော်သူမရှိပေအဆွေခင်မုန်းကောင်းတို့သဘောအတိုင်းချီမြောက်ထားလေ၏ဤတို့လျင်မြတ်စွာဘုရားသည်အသိပစ္စုပန်နှစ်တန်တော်ဝတုတို့ကိုအနုတန်တည်းဆက်ဆက်တော်မူလျက်ယဟန်တို့ထိုအခါကာလကံ၏သည်ယခုအခါအာနန္ဒာဗာရဏတိတထေးသည်ငါဘုရားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူသည်ကာလကံ၏ဇက်တော်ဤတွင်ပြီး၏ ခုလိုဖက်ပြခွေရအောင်ကျေးဇူးပြုပေးခဲ့ကြသူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နားထောင်ပေးကြသူများအားလုံးလည်းနှလုံးစေဝံအေးချမ်းကြပါစေ။